ဆိုပြတဲ့စင်တို့ပွဲမှာမေမြင့်မှုအပေါ်ခြေခဲ့တဲ့မျက်နှာသားကြောင့်ဝေဖန်ခံရတဲ့နော်ဖောအဲချာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါပိချ်ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်နော်ဖောအဲချာကစိုးညီမတွေတဲမှာဆိုမြတူစာနဲ့အရန်ကိုခင်းတဲ့အတွက်ဆိုပြတဲ့စင်တို့ပွဲမှာပါဝင်ပြီးတော့အားဖြစ်နေတာဖြစ်ပါတယ်ဆိုပြတဲ့စင်နဲ့ဟင်းဝရန်တို့ရဲ့ဆူလျာရပ်ဘက်မင်္ဂလာပွဲမှာသူတို့သမီးအရန်နေအဖြစ်လှုပ်ပေးခဲ့ကြပါတယ်မင်္ဂလာပွဲက14ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီးတော့ အခမ်းအနားဆုံးကျင်းပခဲ့တာပါအဲ့ဒီပွဲမှာသူတို့သမီးအရင်အဖြစ်နော်ဖဲဝတ်ထားတဲ့အတူမေမြင့်မို့ယရနာဘိုချူလီဝေလာရီတို့ကပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်ချူလီဝေလာရီနော်ဖောအဲ့ထားယရနာဘိုတို့ကတော့သူတို့သမီးအရင်အဖြစ်လှုပ်ပေးကြတာပါမေမြင့်မို့ကတော့မင်္ဂလာဇနီးမောင်နှံဆွမဲ့လက်စွပ်ကိုဘန်းကင်အဖြစ်လက်စွပ်ဘန်းကင်လှုပ်ပေးရပါတယ် ဒါကြောင့်မို့သူတို့သမီးအရင်နေနဲ့အတူမထိုင်ရပဲသီးသန့်စင်ပေါ်ကိုတက်ရတာဖြစ်ပါတယ်။လက်ထပ်ပွေကျင်းပပြီးတော့မင်္ဂလာလဆုကိုစူပြည်တဲ့ခြင်းရဲ့မိဘတွေကစုပေးမဲ့အချိန်မှာစင်ပေါ်ကိုမင်းမြမောကတက်ခဲ့ရပါတယ်။မင်းမြမောကလက်စုပန်းကိုကင်ပြီးတော့စင်ပေါ်ကိုတက်ခဲ့ရတာဖြစ်ပြီးတော့အောက်မှာထမင်ရရှိနေလို့အခက်အခဲလေးဖြစ်ခဲ့ပါသေးတယ်။တက်နေတဲ့အချိန်မှာတော့ဖို့ရထားအလန်းကြီးခဲ့တာဖြစ်ပြီးတော့သူမရဲ့မျက်နှာထောင်ပုံစံကလူတွေသားမှာပြောစရာဖြစ်နေရပါ။တော့ဖို့ရထားကမင်းမြမောကိုမျက်ဆောင်ပုံစံနဲ့ လှမ်းပြီးတော့ကြီးလိုက်မိတာဖြစ်ပါတယ်ညနေထားကတာမန်နဲ့မတူဘဲနဲ့မနာလိုတဲ့ပုံစံဖြစ်သွားတယ်လို့လူတွေကတော့ထောက်ပြနေကြတာဖြစ်ပါတယ်။နော်ဖော့ရဲ့သားကိုအစကတည်းကသဘောမကြည်ဘူးသူတွေကတော့တော်တော်လေးကိုဝေဖန်နေကြတာဖြစ်ပါတယ်။နော်ဖော့ရဲ့သားကမယိုးရှင်းတာမဖြူစင်တာမျိုးရှိရဲဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။မေမြင့်မို့အပေါ်မှာမနာလိုနေတာဖြစ်နိုင်တယ်လို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။နော်ဖော့ရဲ့သားကသူ့ရဲ့အပြုအမူတွေကြောင့်အခုလိုပဲမကြာခဏဆိုသလိုပြောဆိုခံရလေးရှိပါတယ်။ ဆိုပြည်သူစင်တို့ဘွဲမှာဆိုရင် သူ့အနေနဲ့ပြုံးဆိုခံနေရတာနှစ်ကြိမ်နှစ်ခါတောင်ရှိနေပြီဖြစ်ပါတယ်။ရှေးမှာတော့လက်မဲ့ရေးထိုးတဲ့ဘွဲမှာလည်းနော်ဖွဲ့ထားဘွဲကိုတက်ရောက်ခဲ့ပါတယ်။ဘွဲပြီးတဲ့အချိန်မှာဆိုပြည်သူစင်ဟင်းဝီရန်နဲ့တူတူနှစ်ဖက်မိဘတွေကဓပုံရိုက်ခဲ့ကြပါတယ်။အဲဒီဓပုံရိုက်တဲ့အချိန်မှာနော်ဖွဲ့ထားကနှစ်ဖက်မိဘတွေကြားကိုအတင်းဝင်တယ်လို့မျိုးတိုးဝင်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဟင်းဝီရန်နဲ့မိခင်ဘေးကိုအတင်းဝင်လိုက်တဲ့အတွက်ပြောစရာလိုဖြစ်သွားတာပါ။ အဲ့ဒီကိစ္စမှာဆိုရင်လည်းနော်ဖိုးအေထားကအလိုက်မသိဘူးဆိုပြီးတော့ကြရက်ချလိုက်ပြန်သေးတာဖြစ်ပါတယ်။နော်ဖိုးအေထားရဲ့အပြုတ်မှုတစ်ခုချင်းစီရပြောစရာဖြစ်နေတာမို့သူ့အနေနဲ့တော်တော်လေးကိုစင်ကြင်နေရပါတယ်။ဒါအပြင်တချို့ကလည်းအနုပညာလောကမှာချိန်မိုးနေရလို့ထင်ကြတာပါ။နော်ဖိုးအေထားကလက်ရှိမှာအနုပညာလောကမှာနာမည်ကြီးဒိဋ္ဌိကျဲထုတ်လုပ်ရေးလုပ်ငန်းရှင်နဲ့ချစ်သူတွေဖြစ်နေကြတာပါ။သူရဲ့ချစ်သူကစီးပွားရေးလောကမှာဆိုရင်လည်းနာမည်ကြီးသလိုကြီးကြီးတက်ကိုချမ်းသာတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲတချို့အနုပညာ ရှင်နေဆိုရင်တော့ဖူးဖူးမုတ်ကြတာမျိုးတောင်ရှိပါတယ်။ဒါရီကြောင့်ပဲနော်ဖောရဲ့ထားကိုမာနာကြီးရဲ့လိုသတ်မှတ်ကြတဲ့သူတွေလည်းရှိလာပါတယ်။နော်ဖောရဲ့ထားကတသက်ဆမင်းသမီးနေတဲ့ကြောင်မှအနုပညာလောကမှာတော်တော်လေးနေရာပေးခံနေရတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေဆိုရင်လည်းတောင်းလျှောက်ကိုပါဝင်သရုပ်ဆောင်ခွင့်ရရှိနေတာဖြစ်ပါတယ်။မင်းမြင့်မုံနဲ့နော်ဖောရဲ့ထားတို့ကလက်ရှိမှာဆိုရင်အပြိုင်မင်းသမီးလို့ပြောလို့ရပါတယ်။နှစ်ယောက်လုံးကရုပ်ရှင်ဇာတ်ကားကြီးတွေအပြိုင်ရိုက်နေရတယ်လို့အောင်မြင်နေတာကြောင့်ဖြစ်ပါတယ်။ ဒါအပြင်သူတို့နှစ်ယောက်အဆက်ကားတကြားထဲမှာအထူးထူပါဝင်သရုပ်ဆောင်ပူတာမျိုးလည်းမရှိသေးပါဘူး။နော်ဘိုးရဲ့ထားရဲ့မျက်နှာထားအပေါ်ပရိသတ်ကြီးရောဘလို့မြင်လဲကောမန့်လေးထဲမှာရေးခဲ့ပေးပါဦး။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။